ဆက်မချမီဘောမြောက်ဖွဲ့နုမောနနာတရားနည်းနည်းပြောကြပြီးမယ်ဒီနေ့ခေါ်ပြောမယ်ပြောမယ်နုမောနနာတရားရဲ့ခေါင်းစဉ်ကိုတော့ဘဝဘဝလှခြင်းစိတ်ကိုပြင်ဆိုတဲ့ဒီခေါင်းစဉ်နဲ့တူတူချင်းချင်းလေးဟောပြောပေးမှာဖြစ်ပါတယ်ဘုန်းကြီးတို့တတွေ့ဒီမှာတဘာဝပတ်ဝန်းကျင်တွေလောကမှာရှိနေတဲ့တဘာဝပတ်ဝန်းကျင်တွေလှဖို့ပတ်ဖို့တဲ့သူ့နေရာနဲ့သူအစင် သူနေရာနဲ့သူထိမ့်သိမ်းဆောင်ရှောက်ပေးရမှာဖြစ်ပါတယ်။အဲသူနေရာနဲ့သူကြည်ပျော်ရှုပျော်ရှိအောင်ထိမ့်သိမ်းဆောင်ရှောက်မှတ်တာလေတဘာဝကလှပတယ်လူသားတွေအတွက်အကျိုးပြုပေးမှာဖြစ်ပါတယ်။ထိုနည်းတူစွာပဲဘုန်းတော်တွေရရှိလာတဲ့ဘဝဟာလေဒါတဘာဝပဲ။ကံတရားကဖန်တီးပေးတဲ့တဘာဝတရားဖြစ်ပါတယ်။ဒီတဘာဝရရှိလာတဲ့ဘဝခန္ဓာ ဆိုတဲ့သဘာဝတရားမှာမရှိတယ်လေဆိုတော့ယုတ်နဲ့နာနဲ့နှစ်ခုပေါင်းစပ်ထားတယ်သူယုတ်လည်းရှိတယ်နာလည်းရှိအဲအဲ့ဒီယုတ်နာနှစ်ခုကိုအမြဲတမ်းပြုတ်ပြင်းထိမ့်သိမ့်မှတာလေဘုန်းကြီးရရှိတဲ့ဘဝဟာတန့်ရှင်းလှပ်ပမှဖြစ်ပါတယ်ဒါတော့ဘုန်းကြီးတို့တတွေအများအားဖြင့်ဒီယုတ်နာနှစ်ခုရှိတဲ့အ ਨੇ ကယုတ်တရားကိုပဲအများအားဖြင့်ပြုတ်ပြင်းဖို့တတိတတိရကြတယ်သွားမယ်လာမယ် ဆိုရင်လည်းပဲဒီရုပ်ကိုအရင်ပြုတ်ပြင်းပြုတ်ပြင်းပြီးမှသွားကြလာကြတယ်။ဒါပေမဲ့လို့နံကိုပြုတ်ပြင်းဖို့ကြတော့မိမ့်မိတ်နေကြတယ်။အဲတော့ဘဝမှာရုပ်နဲ့နံနဲ့ပေါင်းစပ်ထားတာဖြစ်တဲ့အတွက်ကြောင့်ရုပ်တရားတစ်ခုလှပယူနဲ့ဘဝမပြည့်ပြည့်စုံမှုမဖြစ်သေးဘူး။အဲ့တော့နံတရားလဲလှပပေးရမှာဖြစ်ပါတယ်အဲ့တော့ရုပ်ရောနံပါလှပမှတန်လေးပြည့်စုံသောအလှတရားကိုပန်းဆိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့ဘုန်းကြီးတို့တတွေ့ ဘဝလှခြင်းရင်ဟောစိတ်ကိုပြင်ရမှာဖြစ်ပါတယ်နာမ်နဲ့စိတ်နဲ့အတူတူပဲဒါဘုန်းကြီးတို့ဒီပန်ဆိုင်နဲ့ရှက်စိတ်ကကကောင်းသောစိတ်လည်းရှိတယ်မကောင်းသောစိတ်လည်းရှိတယ်မကောင်းသောစိတ်ကကလောဘတွေဒေါသတွေမောဟတွေစတဲ့အဲ့ဒီတရားတွေပေါ့ကအဲ့ဒီတရားတွေလောဘဆိုတာလူချင်းတဲ့သဘောဒေါသဆိုတာစိတ်ဆူအာဃာတထမုတ်တီးတဲ့သဘောမောဟဆိုတာကမတိမိတ်မဲတဲ့သဘောအဲ့ဒီတရားသုံးပါးဟာ ဒါအဆိုးဘက်ကအဆိုးဘက်မှာယက်တည်နေတရားဖြစ်ပါတယ်အဲ့တော့ပြုပြင်ထိန်းသိမ်းတဲ့နေရာမှာအဲ့ဒီလောဘဒေါသမောဟကိုဒါအမှန်ထိန်းသိမ်းရမှာ သူကလောဘဒေါသမောဟမဖြစ်အောင်ထိန်းသိမ်းရမှာအဲ့လောဘဒေါသမောဟဖြစ်လာရင်အဲ့ဒီလောဘဒေါသမောဟတွေကဘဝကိုအယုတ်ဆိုးအကြီးတန်းစီတယ်အလှဖြက်စီးတဲ့တရားတွေအဲ့တော့ကိုကလှကျင်တယ်ဆိုရင်အဲ့ဒီဒေါသ လောဘဒေါသမောဟတို့ထိရမှာထိချုပ်ရမှာဖြစ်ပါတယ်ဒါဘဝကိုလှပတ်စေတဲ့အရာကအလောဘအဒေါသအမောဟဆိုတဲ့လောဘဒေါသမောဟရဲ့ဆန့်ကျင်ဘက်အဲ့ဒီတရားတွေကဘဝကိုလှပတ်စေတဲ့တင့်တယ်စေတဲ့တရားဖြစ်ပါတယ်အဲ့တော့ဘုန်းကြီးတို့တွေလှပတ်တဲ့ဘဝကိုပင်စင်တယ်လှပတ်တယ်ဆိုတာဘဝလှပတ်တယ်ဆိုတာဘာကိုပြောတာလဲဆိုရင်ဘုန်းကြီးတို့တွေရှိသင်ရှိထိုက်တဲ့ အရေးချင်းနေပေါ့စိရှိတဲ့ရှိတဲ့လေအာယုဝနာဒုက္ခဗလပฏิဘာနာဆိုတဲ့အဲ့ဒီအရေးချင်းကောင်းနေအာယုဆိုတာကကြံကြံမာမာနဲ့အသက်ရှိအသက်ရှိစွာနေထိုင်ခြင်းနေထိုင်ရခြင်းကိုဒါအာယုလို့ခေါ်တယ်ကြံလည်းကြံမာနဲ့အသက်လည်းရှိတယ်ပုံနာဒါရုပ်ရည်အစင်းလှပ်ပါလေရုပ်ရည်အစင်းလှပ်ပါခြင်းဟာလည်းပဲဘုန်းကြီးတို့အတွက်ဘဝအတွက်လိုအပ်တဲ့အရာတစ်ခုပဲ ောက်တကအာယုဝနဒုက္ခဒုက္ခဆိုတာချမ်းချမ်းသာသာကိုယ်ရဲ့ချမ်းသာခြင်းစိတ်ချမ်းသာခြင်းဒီတရားဒီအရာလည်းပဲဘုန်းကြီးတို့တွေဘဝအတွက်လိုအပ်တဲ့ပြည့်စုံမှုတခုလိုအပ်တဲ့မဖြစ်မနေပြည့်စုံအောင်ဆောင်ရွက်ရမယ့်အရာတခုဖြစ်ပါလေအာယုဝနဒုက္ခပฏิပလအာယုဝနဒုက္ခပฏิပန္နအာယုဝနဒုက္ခဗလပฏิပန္နဗလဆိုတာကာယခွန်အားပေါ့ ကာယခွန်အားလည်းရှိမှလည်းပဲကိုလှုပ်လှုပ်နိုင်မယ်လေကာယခွန်အားမရှိရင်အလုံးမလှုပ်နိုင်ဘူးဆိုတာကြမ်းမှချင်းပေါ့ကြမ်းကြမ်းမှမှနဲ့အင်ဖြစ်အားဖြစ်အလုံးနိုင်ဘူးခွန်အားလိုအပ်ပါလေကာယခွန်အားလိုရနောက်တစ်ခါပฏิပါဏဉာဏ်ခွန်အားဘလဆိုတဲ့နေရာမှာခန္ဓာကိုယ်ခွန်အားလည်းဘလလို့သုံးလို့ရတယ်ဉာဏ်ညာနာခွန်အားဉာဏ်ခွန်အားကိုလည်းပဲဘလလို့သုံးလို့ရတယ်အဲ့ဒီအလုံးလုံးတဲ့အခါမှာကာယခွန်အား တခုတည်းမပြည့်စုံဘူးသူကညာနခွန်အားလို့ခေါ်တယ်ညာခွန်အားလည်းလိုပါတယ်အဲ့ဒါလို့ရုပ်ရည်အစင်းနဲ့လှပမယ်ဥစ္စာတဏလည်းသူ့အတန်းတန်းနဲ့သူပြည့်စုံမယ်ဆိုရင်ဒါလူတယောက်မှလူရတဲ့အရေးချင်းတွေပဲအဲ့ဒီအရေးချင်းကောင်းကအဲ့ဒီအရေးချင်းတွေရှိရင်ဘဝဟာခုနပြောခဲ့တဲ့ပြည့်စုံရမယ်ဘဝမှာပြည့်စုံရမယ်အရေးချင်းရှိရင်ဘဝအတိုင်းတာတခုပြည့်စုံပြည့်စုံမှာဖြစ်ပါတယ်အဲ့တော့အာယုဝနဒုက္ခဗလပဋိဘာဏဆိုတဲ့ ဒီအရင်ချင်းကောင်း၅မြို့ကိုဖော်ထုတ်ပေးတာပဲအရာကလည်းဆိုရင်ပုံညနိဗ္ဗာန်တာတရိဒသောဘကတိသံပတ္တိလို့ခေါ်ပုံညနိဗ္ဗာန်တာကုသိုလ်ကောင်းမှုဆိုတဲ့အရာကမိမိတို့ခုနလိုအပ်တဲ့အရင်ချင်းတွေကောင်းတွေကိုဖော်ထုတ်ပေးနိုင်ဖြစ်ပါတယ်အဲ့ဒီအရင်ချင်းကောင်းတွေရှိနေရင်ဘဝဟာလှပတင့်တယ်တော့ဘဝလူလူတုံလို့ရပါတယ်နတ္တပေတထေးတို့ဝိသကကြောင်းမှန်ကြီးတို့ဆိုရင်အဖက်ဖက်ကကြည့်ဘယ်ဘက်ကပဲကြည့်ကြည့် သူ့ဟာနဲ့သူတင့်တယ်နေနဲ့လှပ်ပါနေတယ်။ဘာကြောင့်သူတို့မှတင့်တယ်လှပ်ပါနေရတာလဲ။အဝိဇ္ဇာကအကြောင်းမှကြီးဆိုအမတန်ချောအမတန်လှအသက်ရာကျော်အထိရုပ်ရည်အစင်းကအဝေးကနေကြည့်လိုက်ရင်သူကအမတန်နူးညံ့တဲ့အမျိုးသမီးတယောက်လိုထင်ရတယ်။ဒါပေမဲ့ထားလာရုပ်ရုပ်ရည်သဘာဝကဟိုအူမီရည်ရလာတယ်သူကလည်းသူချို့ယွင်းတော့ချို့ယွင်းသွားတာပဲ။အပြင်းအမြင့်မှအဝေးအမြင့်မှတော့ ဟိုချုံမလှပတုံးပေါ့အဲ့ဒါလိုဖြစ်အောင်ဘသူကပုံဘသူကအဲ့လိုပုံဖော်ပေးခဲ့တယ်ဆိုရင်ကိုလှုပ်ထားတဲ့ကုသတရားကလှုပ်ထားတဲ့ကံတရားကပဲပုံဖော်ပေးခဲ့တာ ဖြစ်ပါတယ်အဲ့တော့ကုသတခုကိုလှုပ်တဲ့အခါမှာအားရှိတဲ့ကုသဖြစ်ဖို့အတွက်ပထမဦးစွာစိတ်ကိုအရင်ပြုပြင်ပေးရကုသဆိုတာကစိတ်နဲ့လှုပ်ရတဲ့အရာဖြစ်ပါတယ် စိတ်မပါဘဲနဲ့လှုပ်တဲ့အလှုပ်ကဒါကုသိုလ်လို့ပြောလို့မရဘူးသူကကုသိုလ်ဆိုတာတကယ်လှုပ်ခြင်းနဲ့စိတ်နဲ့လှုပ်မှစိတ်မပါဘဲနဲ့ကုသိုလ်လှုပ်တာလည်းရှိတယ်ဒါပေမဲ့အဲ့ဒါအပြောကတော့ကုသိုလ်လို့ပဲပြောရပါတယ်ဒါပေမဲ့လို့တော့အကျိုးပေးတဲ့အခါမှာကုသိုလ်အကျိုးပေးသလိုအကျိုးမပေးနိုင်ဘူးကုသိုလ်ဆိုတာတန်ရှင်းကြည်လင်သောစိတ်ကိုမွေးမြူပြီးဖြစ်ပေါ်လာတဲ့ ကိုနှုတ်အမူအရာစိတ်ကောင်းကိုမွေးမြူပြီးတန်ရှင်းသောစိတ်ကိုထားပြီးဖြစ်ပေါ်လာတဲ့ကိုအမူအရာနှုတ်အမူအရာတွေကို ကုသိုလ်လို့ခေါ်ရပါတယ်ကုသိုလ်လုပ်တယ်လို့ပြောတာပေါ့ဒါတော့ဘုန်းကြီးတို့တွေဘဝလှချင်းရင်စိတ်ကိုပြင်ရမယ်ဆိုတဲ့အတိုင်းပဲအခုကုသိုလ်ကောင်းမှုတစ်ခုလုပ်တော့မယ်ဆိုရင်အော်ငါ့မှာငါကုသိုလ်လုပ်မယ်အကုသိုလ်ကိုနှောက်ရှက်ပေးနေတဲ့အရာကဘာလဲခုနပြောခဲ့တဲ့ လောဘတွေဒေါသတွေမောဟတွေပဲအကုသိုလ်လုပ်နေ တုန်းမှအဲ့လောဘတွေဒေါသတွေမောဟတွေဝင်လာရင်အကုသိုလ်အဲ့အရာကအဲ့တရားတွေကကုသိုလ်အနှောက်အယှက်ပေးတယ်ကြည်လင်သောကုသိုလ်မဖြစ်တော့ဘူးညစ်ပေသောကုသိုလ်ဖြစ်သွားတယ်အဲ့ညစ်ပေသောကုသိုလ်ဖြစ်သွားတယ်ဆိုရင်အကျိုးပေးတဲ့အခါမှလည်းတန်ရှင်းကြည်လင်သောအကျိုးကိုမပေးတော့ဘူးသူကမတန်ရှင်းတဲ့အတွက်ကြောင့်မတန်ရှင်းတဲ့အကျိုးကိုပဲပေးပါတယ်ဘုန်းကြီးတို့ယုံနာတဘာဝ ဟိုတရားသဘောကသူကအကြောင်းနဲ့အကျိုးဆက်နွယ်နေတယ်အမြဲတမ်းအကြောင်းနဲ့အကျိုးဆက်နွယ်နေတဲ့အရာဒါဓမ္မရဲ့ဖြစ်စဉ်ပဲတရားရဲ့ဖြစ်စဉ်ပဲအကြောင်းကောင်းရင် အကျိုးကောင်းတယ်အကြောင်းမကောင်းရင်အကျိုးမကောင်းဘူးအဲ့တော့ဘုန်းကြီးတို့တွေကုသိုလ်လုပ်တယ်ဆိုတာက ကောင်းကျိုးကိုလူချင်းတာဖြစ်တဲ့အတွက်ကြောင့်ကုသိုလ်လုပ်တဲ့အခိုက်မှာဟောစိတ်ထားစိတ်အနေထားတန့်ရှင်းရမယ်ကောင်းရမယ်ကြည်လင်ရမယ် ်ဩစိတ်နေအထာတန်ရှင်းမဲကောင်းမဲကြည်လင်းမဲဆိုရင်ဩဒါအကြောင်းကောင်းတာပဲအကြောင်းကုသိုလ်တရားကကောင်းရင်အဲ့ဒီကုသိုလ်တရားကဖော်ထုတ်ပေးမဲ့အကျိုးတလည်းပဲကောင်းကျိုးတူကိုပဲဖြစ်လာမှာဖြစ်ပါတယ်ဒါကြောင့်မို့ဘုန်းကြီးတို့တတွေခုနပြောခဲ့တယ်ဘဝတံပတ်တိပေါ့ပြည့်စုံသောဘဝတင့်တယ်သောဘဝလှပ်ပသောဘဝကိုလူချင်းတဲ့အတွက်ကြောင့် ဲ့ဒီတင့်တဲ့လှပသောဘဝကိုဖော်ထုတ်ပေးတဲ့ကုစုတရားတွေကိုလှအားထုတ်တဲ့အခါမှာကုစုကောင်းမှုပြုတဲ့အခါမှာစိတ်ကောင်းကို အတားနိုင်ဆုံးမြွေမြူရမှာ ဖြစ်ပါတယ်စိတ်ကိုပြုပြင်ပြီးကုစုကိုပြုလို့အားထုတ်ကြရမှာဖြစ်ပါတယ်အဲ့တော့ကုစုဆိုတဲ့သဘာဝကပဂတိမျက်စိနဲ့မြင်ရတဲ့အရာမဟုတ်ဘူးအခုအလူရှင်များ သင်္ကန်းလှူဒန်းတယ်နဝကမ္မလှူဒန်းတယ်ဆွမ်းလှူဒန်းတယ်အဲ့ဒါကကုသိုလ်စိတ်ဖြစ်ဖို့အကြောင်းတရားတွေပဲဖြစ်လှူဒန်းတဲ့ပစ္စည်းဘုထုတွေဟာကုသိုလ်မဟုတ်ဘူးသူကအဲ့ဒီလှူဒန်းတဲ့ပစ္စည်းဘုထုအကြောင်းပြုပြီးဖြစ်ပေါ်လာတော့သန့်ရှင်းသောစိတ်ကြည်လင်သောစိတ်လှူဒန်းမှုကိုအကြောင်းပြုပြီးစိတ်တွေသန့်ရှင်းမှု ကြည်လင်မှုပျော်ရွှင်မှုဖြစ်ပေါ်လာအဲ့ဒီ ဖြစ်ပေါ်လာတဲ့ပစ္စည်းဝတ္ထုလှူဒန်းဖွယ်ရာပစ္စည်းဝတ္ထုအကြောင်းပြုပြီး ဖြစ်ပေါ်လာတော့စိတ်ရဲ့ကြည်လင်တန့်ရှင်းမှုကိုသာလဲကုသိုလ်လို့ခေါ်ရတာဖြစ်ပါတယ်။ဒါကြောင့်မို့ကုသိုလ်တစ်ခုလှုပ်တန်းလှုပ်တန်းစိတ်ကိုအရင်ဆုံးပြုပြင်ပေးရတယ်။ဓမ္မတန့်ရှင်းသောစိတ်တွေကြည်လင်သောစိတ်ဖြစ်လာမယ်။တန့်ရှင်းကြည်လင်သောစိတ်နဲ့အလုံးလုံးမှသာလျှင်အားရှိတဲ့ကုသိုလ်ဖြစ်ပါတယ်။အားရှိတဲ့ကုသိုလ်ကအကျိုးပေးရင် တန်ရှင်းကြည်လင်တော့အကျိုးကိုပေးမှာဖြစ်ပါတယ်။ဒါမှမဟုတ်ကုသိုလ်ဆိုတာစိတ်နဲ့အလုပ်လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်ဘဝလှခြင်းရင်စိတ်ကိုအရင်ပြင်ရတယ်။ဒါကုသိုလ်တရားမှမရှိရင်ဘဝကခုနပြောခဲ့တဲ့အာယုဝနာဒုက္ခပလပဋိဘာနာဆိုတဲ့အကြီးအချင်းတွေမပြည့်စုံနိုင်ဘူး။အကြီးအဲ့ဒီအကြီးချင်းတွေမှပြည့်စုံတဲ့ဘဝမဟုတ်ရင်လှပသောဘဝလို့ပြောလို့မရဘူး။ အဲ့တော့လှမ်းပါသောဘဝတစ်ခုဖြစ်ဖို့အတွက်ကြာခုနခုနပြောခဲ့တဲ့အယီချင်းတွေပြည့်စုံရမယ်အာယုဝနဒုက္ခစသောအယီချင်းတွေအဲ့ဒီအယီချင်းတွေပြည့်စုံဖို့အတွက်ဘာလို့သင့်တယ်လဲကုသိုလ်လုပ်တဲ့အခါမှာစိတ်ကိုနံပါတ်1အရင်ပြင်ရမှာဖြစ်ပါလေအရင်ပြုပြင်ပေးရမှာဖြစ်ပါလေစိတ်ကိုပြုပြင်နှိုင်မှတ်သားရင်ကုသိုလ်လုပ်တဲ့အခါမှာအပြစ်ကင်းတန့်ရှင်းသော ကုသိုလ်ကိုလှုပ်ဆောင်နှိုင်မှာ ဖြစ်ပါလေ အပြစ်ကင်းသောရှင်သောကုသိုလ်ကိုလှုပ်ဆောင်နိုင်မှသာလျှင်မိမိတို့လူလားတဲ့ဘဝပြစ်ဆုံးမှုဘဝလှပမှုဆိုတဲ့အကျိုးတရားကိုရရှိမှဖြစ်ပါလေ။အဲတော့ခြုံလိုက်တဲ့အခါမှာဘုန်းတို့တွေဘဝရဲ့ဖြစ်စဉ်မှာအကြောင်းနဲ့အကျိုးဆက်အမြဲတမ်းဆက်နွှဲပြီးတော့နေတယ်။အကြောင်းကြောင့်အကျိုးဖြစ်ပေါ်လာတယ်။ပဋိစ္စသမုပါဒဆိုတာအဲ့ဒါပြောတာပဲ။အကြောင်းမကင်းရင် အကျိုးတရားဖြစ်မလာဘူး။အဲ့တော့ အကြောင်းရှိမှအကျိုးတရားရှိလာတယ်။ရှိလာတဲ့အကျိုးတရားကောင်းဖို့အတွက်အကြောင်းတရားကကောင်းရမှဖြစ်ပါတယ်။ဒါကြောင့်မို့ဘုန်းကြီးတို့တွေလူချင်းတဲ့အကျိုးတရားကကောင်းသောအကျိုးတရားကိုလူချင်းကြတာဖြစ်ပါတယ်။ကောင်းသောအကျိုးတရားကိုလူချင်းကြတာဖြစ်တဲ့အတွက်ကြောင့်တယံစာတလို့ခေါ်တဲ့မိမိရဲ့စိတ်အစဉ်မှာမွေးရပါမွေးရကတဲ့ကပါလာတဲ့စိတ်ပေါ့အဲ့ဒီစိတ်ကိုပြုပြင်ပေးရမှဖြစ်ပါတယ်ထိန်းအကောင်ဘက်မှာ တီးနေအောင်ရှိနေအောင်ထိမ့်သိရမှာဖြစ်ပါတယ်မကောင်းတဲ့အကုသိုလ်စိတ်တွေအလောဘတွေဒေါသတွေမောဟတွေဒါကိုကုသိုလ်လုပ်တဲ့အခါမှာမဝင်အောင်ထိမ့်သိရမှာဖြစ်ပါတယ်ဒါမှဒါမှပြုတ်ပြင်ထိမ့်သိနေပြုတ်ပြင်မယ်ထိမ့်သိရမယ်အကုသိုလ်မဝင်အောင်ထိမ့်သိရမယ်မိမိတို့စိတ်ကိုသန့်ရှင်းအောင်လှပတ်အောင်ကြည်လင်အောင်ဒါပြုတ်ပြင်ပေးရမှာဖြစ်ပါတယ်အဲဒါလိုအကုသိုလ်မဝင်အောင်ထိမ့်သိပြီးကုသိုလ်စိတ်တွေကိုတန့်ရှင်းကြည်လင်အောင ဒါပြုတ်ပြင်းနိုင်မယ်ဆိုရင်စိတ်ကိုကုသိုလ်လုပ်တဲ့အခါမှာစိတ်ကိုတန့်ရှင်းကြည်လင်အောင်ထိမ့်သိမ့်နိုင်မယ်ဆိုရင်အဲ့ဒီကုသိုလ်တရားဟာအာရှိသော ကုသိုလ်တရားတန့်ရှင်းသော ကုသိုလ်တရားရဖြစ်လာမှာဖြစ်ပါတယ်။မိမိတို့ပြုလို့အထောက်တဲ့ကုသိုလ်တရားကတန့်ရှင်းသောကုသိုလ်တရားအာရှိသော ကုသိုလ်တရားဖြစ်ရင်အကျိုးပေးတဲ့အခါမှာအာရှိသောအကျိုးတန့်ရှင်းသော အကျိုးကိုပေးမှဖြစ်ပါတယ်။ဒါကြောင့်မို့မိမိတို့လူချင်းတဲ့အကျိုးတရားကောင်းကျိုးတရားကို လူချင်းတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီကောင်းကျိုးတရားကို ရဖို့အတွက်ကုသိုလ်လုပ်တဲ့အခါမှာစိတ်ကို ပြုပြင်မယ်ဘဝလှခြင်းရင်စိတ်ကိုပြင်ရမယ်ဘဝလှခြင်းစိတ်ကိုပြင်ဆိုတဲ့ဒီတရားနဲ့ပဲဒါဘုန်းကြီးတို့ဒီနေ့အနုမောဒနာတရားကိုဒါဟောကြားပေးလိုက်ပါတယ်လူရှင်များကုသိုလ်ကောင်းမှုပြုလုပ်ထားတဲ့အတွက်ကြောင့်ကုသိုလ်ဆိုတဲ့သဘာဝတရားတို့အသီးအသီးပင်ဆိုင်ရရှိလာပြီဖြစ်ပါတယ် ကုသိုလ်ရဲ့စွမ်းအသက်တည်းအနုဘုံတို့ကြောင့်အလူရှင်များအလုံးအန္တရာယ်ကင်းပေးခြင်းပြီးကောင်းကျိုးချမ်းသာဖျားဖျားတို့ကိုအတိအတိရရှိသုံးဆောင်ခံစားနေကြစေကုန်သတည်းကံရည်စက်ချာကြရအောင်ရည်စက်ကံလဲဆိုကြမယ်ဣဒံမိပုံညာနိဗ္ဗာနတဒုက္ခတပစ္စယောဟောတု ယနေ့ယခုပြုစုရသောအာထုရသောဤကောင်းမှုသည်ဘေးရန်ကင်းကွာကိုစိတ်နှပြကျမ်းမာချမ်းသာကြောင်းကြီးပွားတိုးတက်အောင်မြင်ကြောင်းအထောက်ပံ့ကောင်းဖြစ်ပါစေဣမံပုံညပါကံတပ္ပတ္တနံဒီမယနေ့ယခု ြုပြုသမျှကုသလဤအဖို့ဘာကအဝဝကိုကျေစုကြည်မာမိဘဘူပါဆရာသမားများကိုအစထား၍32ပုံသားတရဝများအအမျှပေးဝေကြပါကိုဤအမျှရာကြ၍ကိုစိတ်နှဖျားကျမ်းမာ ချမ်းသာကြပါစေအမြဝေကြရအောင်အလုံးကြာကြသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလောကြာကြသမျှအမျှအမျှအမျှယူတော်မူကြပါကုန်လော တာဒုတာဒုတာဒုအာလုံးကြာကြာသမျှအမျှအမျှအမျှယူတော်မူကြပါကုန်လောတာဒုတာဒုတာဒု